အိမ်ကအတူတွေပဲဝင်တောင်မှနည်းနည်းစူတယ်ဆိုခိုးတောင်ဝေးရတာပေါ့နော်မင်းမသိအောင်ဆိုအဲဆွမ်းဆွဝေးရတာတော့အဲ့လိုအရင်ကြီးတော့ရှက်တဲ့တဲ့ဟောဘလိုကြီးတော့မပါပဲမဲ့အဲ့လို performance လုပ်တဲ့အချိန်မှာတော့မလုပ်ရရလေးရှိရပေါ့ဆွမ်းဆွနဲ့သူများအဲ့လိုအရင်ကြီးတွတ်တဲ့တဲ့မပါတော့ grand type ဖြစ်မနေရအတွက်အများကြီးသူများထက်တော့စူးစမ်းရတယ်ရှိကျွန်တော်တို့ဆွမ်းဝဲဝတ်တယ်ဆိုတာကခန္ဓာကိုယ်တန်ဆန်းကျန်းမာအောင်ချက်လက်တွတ်လက်အောင်ရှောက်ပြရတာဟောချို့ဆိုရင် ခန္ဓာကိုယ်စွန့်ဝတ်ဝတ်တာကို round ဟိုဘာ thinking ရှိရဲ့ခန္ဓာကိုယ်တန်တန်ဆန်းကျွမ်းမာပြီးတော့ဟိုအသားကြီးလှပတာကိုပြရမှာ miss grand papa အာယခုဘသောမွေရဲတပည့်ရတာဒါပထမအဦးဆုံးပဲအိမ်နှင်းမုံတပည့်လည်းဒါပထမအဦးဆုံးပဲကျန်တဲ့အရှိမ အာနိုင်ငံတော်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်။အာကျွန်တော်ကတော့ဟိုသူတို့ခံယူမှုပေါ်မှာပဲမူတည်ပါတယ်။အာကျွန်တော်ကိုဆရာလို့ခံယူရင်တော့ကျွန်တော်ဆရာပါ။ဒါပေမဲ့ကျွန်တော်ကတော့ရှေ့လျှောက်ပြီးတော့အောင်မြင်တဲ့တာသမီတွေကိုတော့ကျွန်တော်မွေးထုတ်ကြပါမယ်။နာမည်ကထွေဟင်ပါဟုတ်ကျွန်တော်အရင်တော့ Mr. Brian ရဲ့ assistant trainer ပါကျွန်တော်အရင် beauty pageant မှာ အဲကိုဇီယန်မဟိန်းတို့အာမလာဒူလိုနဲ့အတူတူလက်ခဲ့ပြီးပါဟုတ်သူကဟိုအိမ်တွင်းဘုံပေါ့နော်အာသူကဟိုကလည်းမိဘကလည်းစာပဲတင်ခိုင်းတယ်အဲ့ဒီခါကျတော့သူ့အတွက်ဒီလူသားထဲမှာထပ်ပြီးတော့ရေရင်ဝင်းရှောက်လန်းဖို့ဟာသူ့တဆင့်ချင်းစီပြော step by step အများကြီးပြောင်းလဲခဲ့ရပါတယ်သူရီကူးစုံဝတ်ဖို့ဆိုတာသူ့အများကြီးဟိုတို့တက်အောင်ပေါ့နော်အများကြီးပွာဖြစ်ရပါတယ်တက်ဝတ်ချောက်တဲ့အခါမှာလည်းသူအများကြီးဒေါက်နက်စီးတက်အောင် ်ဒီတတိတစင်ချင်းစီပေါ့ step by step စိတ်ရှည်ရရှည်တင်ရအောင်အာညီမကကြတော့ခုနပြောလို့လေအိမ်မှာပဲနေစာဟိုအိမ်ကအဲ့လိုမျိုးအတူတွေပဲဝင်တောင်မှနည်းနည်းစူတယ်ဆိုခိုးတောင်ဝေ့ရတာပေါ့နော်မင်းမသိအောင်ဆို ဲ swimsuit ဝေးရတာတော့အဲ့လိုအရင်ကြီးတော့ရှက်တဲ့တဲ့တော့ဘလိုကြီးတော့မပါပဲမဲ့အဲ့လို performance လုပ်တဲ့အချိန်မှာတော့မလုပ်ရရလေးရှိရပါဘော swimsuit နဲ့သူများရဲ့လို့အရင်ကြီးတွတ်တဲ့တဲ့မပါတော့ grand tie ဖြစ်မနေရအတွက်အများကြီးသူများထက်တော့အကျိုးစားရတယ်ရှင်ဆရာကလည်းအများကြီးတင်ပေးပါတယ်ညီမဟုတ်ကျွန်တော်ကသူ့ကို swim ဝဲကြတော့သူ့ကိုအရင်နားလည်အောင်ပေါ့နော်ကျွန်တော်တို့ swim ဝဲဝတ်တယ်ဆိုတာကခန္ဓာကိုယ်တန်ဆန်းကျန်းမာအောင်ချက်လက်တွတ်လက်အောင်ရှောက်ပြရတာဟိုချို့ဆိုရင် ခန္ဓာကိုယ်ဆွမ်းဝတ်ဝတ္တာကို round ဟိုဘာ thinking ရှိရယ်ခန္ဓာကိုယ်တန်တန်ဆန်းကျမ်းမာပြီးတော့ဟိုအသားကြီးလှပတာကိုပြရမှာအဲ့ဒါကိုသူတို့ပြတဲ့ချုပ်ပြွက်တည်းကအရင် round ဖြစ်နေတာရှိရယ်ဒါပေမဲ့ကျွန်တော်ပြောပါဘူးဒါပေမဲ့အဲ့ဒါကြာတော့ကျွန်တော်ကသမီးကိုသမီးဒါကတော့မှန်တယ်ဒါကတော့လုတ်တင်တယ် international မှာလည်းဒါလုတ်တယ်ဒါမလုတ်ဘူးဆိုတာကိုတော့ခွတ်ခွတ်ချာချာသိအောင်လို့ကျွန်တော်သင်ကြားပေးခဲ့ပါအဓိကတော့ညီမဒီ confidence ပဲပေါ့နော်ကိုယ်အားပေးနေတဲ့ပြဿနာတွေရှိတဲ့အတွက် တက်နိုင်တယ်လို့တော့ကိုကတွက်နေရဲ့သူမဟုတ်တဲ့အတွက်အများကြီးအိမ်ကတက်ပို့ပြီးတော့စူးစားရတာပေါ့ရှင်ဟုတ်ပီတီကတော့ပြောလို့မရအတန်နှောင်းဝင်သွားအော်တော့စစ်တင်းမှာမပါဘူးတော့တန်းမှာမပါရတဲ့အတွက်ဟိုရမ်းပေါ့နော်ကျွန်တော်ကတော့ဟို first time ပွဲဆိုတဲ့အတွက်သူ့ကိုတော့ညှော်လင်းမိတာပေါ့နည်းနည်းပေါ့တော့စစ်တင်းတော့ပေါ့ဒါပေမဲ့အာ first time ပွဲမှာမပါလိုက်ဘူးဆိုတော့ဩဟို သူကြိုးစားမှုလိုရပေါ့နော်ဒါပေမဲ့သူ့ကိုလည်းနောက်ဖဲပြေးပြီးတော့သူအားငယ်သွားမှဆိုလို့ပြေးပြီးအားပေးရသေးတယ်ဒါပေမဲ့ top 7မှာသူပထမနာမည်ပထမဆုံးခေါ်လိုက်တော့အတန်းလို့អော်လိုက်တာအတန်းတော့ဝင်သွားဆရာကတော့ညီမကိုဒီကေရဟဆယ်လောက်တဲ့နေ့မှာလဲတနေ့ကုန်ဆောင်ပြီးရညီမအားငယ်မှဆိုလို့ပေါ့နော်ညီမပထမဆုံးပွဲတွေ့ကြုံလဲဖြစ်တဲ့အတွက်ထောက်ရှောက် supporting ပေးရအိမ်မှာဆိုလဲအများနဲ့ဟိုညာဘက်တီလဲလာပြီးတော့ cover train ပေးရအတွက် ်ဆရာကိုလည်းတကယ်ကျေးဇူးတင်ပါတယ်လို့တရားပြောချင်ပါတယ်ဟုတ်ဟာရကူမတော်မွေရဲ့တပည့်ကဒါပထမအဦးဆုံးပဲအိမ်နွေးမုံတပည့်လည်းဒါပထမအဦးဆုံးပဲကျန်တဲ့အရှိမအာနိုင်ငံကျော်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်အာကျွန်တော်ကတော့ဟိုသူတို့ခံယူမှုပေါ်မှာပဲမူတည်ပါတယ်အာကျွန်တော်ကိုဆရာလို့ခံယူရင်တော့ကျွန်တော်ဆရာပါဒါပေမဲ့ကျွန်တော်ကတော့ရှင်းလျှောက်ပြီးတော့အောင်မြင်တဲ့တာသမီတွေကိုကျွန်တော်မွေးထုတ်ကြပါမယ်ဟုတ်ညီမဆက်စပ်ချင်းပြိုင်တော့ဆိုညီမတကယ် new face ဖြစ်တဲ့အတွက်အပီ မရှိပါဘူးနောက်ပိုင်းတစ်ပြည့်ပြည့်နဲ့ညီမတို့ဒီအဲအဓိက NC နေမှာပေါ့နော်အပြိတ်သက်တွေကုံလုံးကဝိုင်းပြီးတော့အပေးချရဲဒီချင်းရိုးရဝတ်စုံတွေနဲ့အထူးသဖြင့်ပေါ့ဒီချင်းလူမျိုးပြိတ်သက်တွေအများဆုံးရှိရဲညီမတို့သူတို့တွေကိုယ်တိုင်ကိုပေးရဲစုပေါ့နော်အားလုံးကပုတ်တင်ဝိုင်းပေးချလို့ဒီ popular ဘုတ်နဲ့ဒီ top 7ဝင်သွားနိုင်တဲ့အတွက်ဒါပြိတ်သက်ပေးရဲပေးရဲစုပါရှင်အဲ့တော့ညီမပေးရဂျုံနဲ့အောင်လို့အများကြီးကြိုးစားသွားမယ်လို့ဒီနေ့ခရီးပေးပါရဲ့ဟောသူက ကျွန်တော်မွေးထုတ်ရယူနေပါတယ်။ဘာကြောင့်လဲဆိုတော့သူကတကယ်အဘယ်လိုပြောမလဲမြန်မာမျိုးသမီးတွေမှာတော့ဒါအိမ်မင်းမုံတကယ်မိန်းမကောင်းအစ်စ်လေးကိုကျွန်တော်ပြုစုပြောထောင်ပေးရဲကျွန်တော်အရန်ဝမ်းသာပါတယ်။ရှေ့လျှောက်ပြီးတော့သူ့ကိုလည်းအာလိုအပ်တာတွေရှိရင်ပြောပါကျွန်တော်ကလည်းပြုပြင်ပေးဖို့အတွင်းပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။